Hello အားလုံးပဲမင်္ဂလာပါဖူအောင်မချန်ကနေကြိုဆိုပါရစေ Newcastle နဲ့ Liverpool တို့ရှင်မင်းကစားခဲ့တဲ့ FA Plus sorry sorry FA Plus လည်းပါလေ Carabao Plus ကျွန်တော်ဒါဘိုလူပွဲမှာဆိုလို့ရှင် Newcastle က1-2ဆိုတဲ့ရလက်နဲ့ Liverpool တင်းထက်အဆအဆရရတောင်းကစားပြပြီးတော့ကျွန်တော်ဒါဖလားရသွားတယ်ဒါ Newcastle အတွက် Imitan ကိုတန်ပိုးကြီးလို့နဲ့ဖလားပါသူတပင်1969ခုနှစ်နောက်ပိုင်းမှာဒါ Major Trophy ပထမဆုံးအနေနဲ့ပြန်ပြီးတော့ယူနိုင်ခဲ့တာဖြစ်တယ် ဆိုတော့ imminent ကိုကြာနေပြီပေါ့နော် new castle အတွက်ကဆိုတော့ကျွန်တော်တို့ဒါဒီ plan က new castle အတွက်အများကြီးတိတ်ပဲရှိပါတယ်လွန်ခဲ့တဲ့နှစ်နှစ်နှစ်ကျော်လောက်ကလည်း Manchester United နဲ့သူတို့တွေဒါ Carabao Cup final မှာသူတို့တွေ့တယ်ဒူးစီနဲ့သူတို့ရှုံသွားတယ်အဲလက်ရှိမှာတော့ Liverpool နဲ့တွေ့တယ်ဒီအဒီအင်္ဂလန်မှာကျွန်တော်အကောင်ဆုံးသိလို့ကျွန်တော်တို့ပြောလို့ရတဲ့အခြေအနေမျိုးအဲ့ဒီအသင်းကိုကျွန်တော်1 2ဆိုရဲရတဲ့နဲ့နိုင်ပြီးတော့ဖလားကျွန်တော်ရသွားနိုင်ကြတာဆိုတော့ congratulation ပါ Newcastle တော်တော်ကိုထိုက်တန်တဲ့ပွဲပါတော်တော်ကိုထိုက်တန်တဲ့ကစားဟန်နဲ့တော်တော်ကိုထိုက်တန်တဲ့ရလက်ဖလားလို့ကျွန်တော်ပြောရမယ်ဆိုတော့ဒီပရမစစကလေးကဗျာနျူကာဆယ်ရဲ့ဘက်ကတဖုံဖုံသူတို့ကန်တာပဲသူတမင်တော့သူတို့အနေနဲ့ aggressive ဖြစ်ဖြစ်သူတို့ကစားတယ်ဒါအပြင်ကျွန်တော်တို့ညီလေးအမြင်ပေါ်တွေကိုသူတို့ပာမန်နေနေသူတို့ကစားတယ်တိုက်စစ်မှာထိရောက်မှုတွေသူတို့အများကြီးပူပြီးတော့ရှိတယ်လေဘာဦးတင်ဘက်မှာဘောလုံးပိုင်ဆိုင်မှုအသာစီးယူနိုင်ခဲ့တာကလွှဲရင်ဘာမှထိရောက်မှုကျွန်တော်အများကြီးမရှိဘူး နယူကာဆယ်ဘက်ကတိုက်စစ်ခံစစ်ကွင်းလေအရာအလုံးအသာကြီးယူနိုင်ခဲ့တာဘောလုံးပိုင်ဆိုင်မှုတောင်မှနယူကာဆယ်ရာပိုဇီရှင်ဘေးစ်နဲ့ကစားတဲ့အသင်းမဟုတ်တဲ့အတွက်ကိုယ့်လက်ထဲမှာကိုယ်နိုင်ပွဲကိုလိုးဒလိုပုံပေါ်သွားတယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ဒန်ဘန်းက45မိနစ်မှာကေဒန်ထရီပီယာရဲ့ကျွန်တော်တောင်းကန်ဘောကနေပြီးတော့ကျွန်တော်ကကောင်းတိုက်ပြီးတော့တွင်းသွားတယ်အဲ့ဒီကောင်းတိုက်သွားတယ်လုံတော်တော်ကိုကျွန်တော်တို့ကောင်းတာပါเนาะတော်တော်ကိုဘန်ဒိုက်ကြီးကရက်ကြည့်နေတာဗျာเนาะဘာလုံးမဲမသိဘူးဒီတိုင်းကြီးကုန်းကုန်းကြီးရက်ကြည့်နေတာเนาะရက်ကြည့်နေတာသူသူတခုခုလှုပ်လိုက်နိုင်လို့ရတဲ့အခြေအနေမျိုး ဒါမျိုးလို့ပေါ့နော်ကျွန်တော်အဲ့လိုမှကိုဝင်သွားတယ်ဒါပြင်52မိနစ်မှာလဲအီဆက်ရဲ့ကျွန်တော်တော်တော်ကောင်းတဲ့ကန်ချက်နဲ့ပေါ့နော်ကျွန်တော်ဒီဝင်သွားတယ်ဒါတော့မှပေါ့နော်ကျွန်တော်ဒီဒန်ဗာလဲဟာဗီဘန်းစ်တို့ဘာတို့အသားလေးခြေခွင်းနဲ့ပတ်ချပေးတာကိုအီဆက်တို့ဘာတို့တွင်းဖို့လို့တာဂိုးသမားပုတ်သွားလို့ဒီနေရာမှာလေဘာဦးတင်းရဲ့ဂိုးသမားတော်တော်ကန်တော်တော်ကဲသွားလို့ရလက်က1 2ပဲကျွန်တော်ဖြစ်တာဆိုတော့ညူကာဆက်ကဒီဘက်မှာဂိုးပေါက်ကန်တမှု18ချိန်ကြီးကျွန်တော်ရှိတယ်18ချိန်ကြီးကျွန်တော်ရှိပြီးတော့6ချိန်ဂိုးပေါက်တက်ပြီးတော့2ဂိုးရတယ်ညူကာဆက်ကအများကြီးအသာစီးအောင်ကစားနိုင်ခဲ့တာ ်လေပါဦးတင်းရဲ့ဘက်ကတော့ကျွန်တော်တို့က9ကြိမ်9ပေါက်ကန်နဲ့2ကြိမ်9ပေါက်တက်ပြီးတော့တကူရတယ်ပေါ့ဒါဖက်ဒရီကိုခီစာရဲ့ဂူးနဲ့ပေါ့နော်ဒါဖက်ဒရီကိုခီစာရဲ့ဂူးနဲ့ကျွန်တော်တို့ချီပါကိုပြန်ရတာ94မိနစ်မှာဆိုတော့တော်တော်ကြီးကိုအချိန်နှောင်းသွားပြီးတော့ကျွန်တော်ပြောရမယ်တော်တော်ကြီးကိုအချိန်နှောင်းသွားပါပြီဆိုတော့ညူကာဆယ်ဘက်ကတော့ဗျာကျွန်တော်တို့ဒီနေ့ပွဲမှာ exit တို့ဘာလို့ကျွန်တော်တအားကောင်းနေကွင်းလယ်မှာဆိုလို့ရှင် Bruno Gamares တို့ပေါ့နော် Central Tonali တို့ Jolinton တို့ တုံးဝစလုံးက aggressive ဖြစ်ဖြစ်နဲ့ကစားပြပြီးတော့တကယ်ကောင်းတဲ့ performance တွေကျွန်တော်ပြသွားတာနောက်တန်းကအဲ့ဒီ damn ban ကဒီနေ့ပွဲမှာတတော်ကိုကောင်းတာဂိုးလဲတလုံးသူတွင်းသွားတယ်ခန်စစ်မှာလဲပေါ့နော်ခန်စစ်မှာလဲသူ့ရဲ့ action တွေကလုံးဝပေါ်လွင်းနေခဲ့တယ်အမြင်ဘောတွေဆိုလဲသူအဓိကဥဆောင်ပြီးတော့ကျွန်တော်ရှင်းတယ် ground ball တွေလဲဒီ liverpool တင်းရဲ့ဘာကအဲ့လောက်ထိကျွန်တော်မရဘူး ကိုယ်တမနစ်ပုတ်ကလည်းတကယ်ကောင်းတဲ့ကံချက်တချို့ပေါ့နော်ကျွန်တော်တို့ဒါဒီဘယ်လိုပြောမလဲဝါလိုင်းအလုံးနိုင်ခဲ့တာကျွန်တော်တို့ကာကွယ်နိုင်ခဲ့တာကျွန်တော်တို့ရှိတယ်ဒါကြောင့်လောဒီမှာဆိုလို့ရှိရင်ညူကာဆယ်ဘက်ကတိုက်စစ်မှာရောကွင်းလယ်မှာကောတိုက်ဒီခန်းစစ်မှာကောအများကြီးအားသာမှုတွေကျွန်တော်ရှိခဲ့တာတကယ်ကောင်းတဲ့ performance ကိုသူတို့ပြသွားတာနော်ဆိုတော့တော်တော်ကိုကောင်းတာပါဒီနေ့ကစားသွားတဲ့ဒီညူကာဆယ်ရဲ့ခြေစွမ်းကနော်ဒီလီဗာပူးတင်ဘက်ကတော့တော်တော်ကိုတိုင်ပက်တယ်တိုင်ပက်တယ်ဆိုတာဒီမတိုင်ခင်မှာလဲ PSG ကိုအိမ်ကွင်းကြီးမှာသူတို့တွေ เนาะဒါပါလေပင်နယ်တီရှူတော့မှရှုံးနေပြီးတော့သူတို့ချန်ပီယံစ်လိဂ်ကနေသူတို့ထွက်ခွာခဲ့ရတယ်เนาะချန်ပီယံစ်လိဂ်ကနေသူတို့ထွက်ခွာခဲ့ရတယ်လက်ရှိမှာလည်းဖိုင်နယ်ထိတက်ထားတဲ့ကာရာဘောင်းဖလားကိုသူတို့လက်လွတ်ရပြန်ပြီလီဗာပူးသင်ပေါ်ဆာလို့မရတော့ပေါ်ဆာစရာလည်းသူတို့ဘာမှမရှိတော့ဒီပြိုင်ပွဲတစ်ခုပါလေဒီပြိုင်ပွဲပါလေဒီပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုပဲကျန်တော့တာပရီးမီးယားလိဂ်မှာတော့လက်ရှိဒုတိယနေရာကအာဆင်နယ်ကိုသူတို့16မှတ်လာမှသူဖြတ်ထားတာဗျာတိလား16မှတ်လာမှသူဖြတ်ထားတာဆိုတော့တေးကြတယ်လီဗာပူးသင်ဟာအဲ့ဒီပရီးမီးယားလိဂ်မှာဒီ16မှတ်ကြီးဥဆောင်ထားတာတောင်မှမင်တိုင်ပဲ့ရင်တော့မဟုတ်တော့ဘူး နော်အီနောက်အောက်ကအာဆင်နယ်ကထပ်ပြီးတော့မှီလာအောင်မယ်ဆိုရင်တော့မဟုတ်တော့ဘူးဒီဘောက်တင်ကအရာရာတိုင်ပတ်နေပြီသူတပြင်းတော့ယာဒီအစနဲ့ပေါ့တောက်ချောက်ကြီးကျွန်တော်ကောင်းခဲ့ပြီးတော့အာနီဆိုရဲလက်အောက်မှာမြန်တည်ရမလေဘောက်တင်ကဖလားတွေပါတယ်တောက်ချောက်ယူပြနိုင်တော့မလားပေါ့သူတပြင်းဒီပွဲမှာ final တက်တာ champions league မှာတအားကောင်းပြနေတာ premier league မှာအမှတ်တွေဖျက်ထားတာ ਨੇ ပေါ့နော် fv ဖလားတို့ဘာတို့ကလည်းဗျာသူတို့သာတကယ်အားဆိုင်ကစားရတဲ့သူအချင်းချင်းကောင်းနိုင်တာတွေနဲ့မျော်လင့်နေကြတာအော်အခုဆိုလို့ချင်း fv ဖလားလည်းဒီကောင်တွေမရတော့ဘူး champions league ကနေပြီးတော့လေသူတို့ထွက်ခွာခဲ့ရပြီ လက်ရှိကာရာဘောင်းဖလားလေးကျွန်တော်နျူကာဆယ်ကိုသူတို့အနေနဲ့လွှတ်လိုက်ရပြီအာဆင်နယ်ကိုအမှတ်16မှတ်လောက်ဖြတ်ထားတဲ့ပရီးမီးယားလိဂ်ကတော့တေချာတော့ရှိတယ်ပေါ့နော်ဒါတော့မှပေါ်ပေါ်တန်တန်ကစားမယ်ဆိုသူတို့အတွက်အချိန်မကောင်းဘူးဒါကြောင့်ဒီပါဦးသိနေတဲ့ဒီပွဲကသူတို့အတွက်ဒါဘယ်လိုပြောမလဲအများကြီးသင်ခန်းစာပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပရီးမီးယားလိဂ်မှာနင်းတို့အများကြီးဒီဘယ်လိုပြောမလဲပေါ်စားလို့မရတော့ဘူးဆိုပြီးတော့ပေါ့နော်အဲနျူကာဆယ်ဘက်ကတော့ဗျာဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအန်တိုနီဂေါ်ဒန်တို့ပါလို့တော့မပါဘူး မပါဘူးတရာ तू assessment နေဖြစ်တာတော့ assessment နေဖြစ်တာတော့ तू ဘောလူပွဲမှာမပါနိုင်ဘူးလေဘာဘူးတင်ရဲ့ဘက်ကလည်းအာနူးတို့ဘာလို့ပေါ့နော်မပါနိုင်ဘူးသူသည်ဘာလို့လဲဆိုတော့အာနူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒန်ယာပြက်တနာကြုံသွားတယ်တဲ့မပါနိုင်ဘူးเนาะဂိုးသမားနေရာမှာလည်း तू ကဂဲလေဟာကိုတုံးလာတာအလစ်ဆန်ဘက်ကကိုမတုံးဘူး final မှာเนาะ final မှာအလစ်ဆန်ဘက်ကကိုမတုံးဘူးဆရာကြီးเนาะကိုရီကပူတို့ဘာလို့ဆိုလို့ရှိရင်လည်း injury ပြက်တနာတွေဘာတွေကနေပြီးတော့ပြန်လာတဲ့ player မှုလို့လားဘာကြောင့်လဲလို့မသိဘူးအရင်မှာပဲကျွန်တော်ရှိတာ ဖက်ဒရီကိုခီစာကိုတုံးကုန်မတုံးတာဒီပွဲကျမှကျွန်တော်စပြီးတော့တုံးတာတရားဒီလုံးနေထားနေကျွန်တော်ကြည့်ရင်တိတ်ပြီးတော့ minute paper ကစားခွင့်ကျွန်တော်အများကြီးမရဘူးဟာဗီအီလီယိုလိုမျိုးဘာလို့ကျွန်တော်တကယ်ကစားတာကောင်းတဲ့ player တော့မှမင်းပွဲပြီးခင်ဒီမှာကျွန်တော်ထည့်တာဒီလိုက်လေဟိုလေပါဦးမှာကဒါကြောင့်ဗနောဟိုဒါကြောင့်လေပါဦးတင်းရဲ့ဘက်ကကျွန်တော်တော်တော်ကိုတိုင်ပတ်ခဲ့တာပါတိုက်စစ်မှာဆိုလို့ရှိရင်ဒီကိုယူတာဘာမှကျွန်တော်မလုပ်နိုင်ဘူး ဂျူတာဘာမှမလုပ်နိုင်ဘူးလူဝီဒီအက်စ်တို့ဘာလို့ဆိုလို့ရှင်လည်းပဲကစားပုံนี่ကျွန်တော်မထီရောက်ဘူး။နောက်ပြီးလို့ရှင်ဒိုမီနီဆိုဘိုတလိုင်းဆိုလို့ရှင်လည်းပဲဝါရိတ်ကလွဲလို့ရှင်ဒီနေ့ပွဲစဉ်မှာထူးထူးခြားခြားလုံနိုင်ခဲ့တာကျွန်တော်မရှိဘူး။မိုဟာမက်ဆာလာကတော့ဒီပွဲမှာဘာမှကူမပေါ်ခဲ့တာ။ဆာလာအနေနဲ့ပေါ့နော်တကယ်ပွဲကြီးတွေအရေးပါတဲ့ပွဲတွေမှာဆိုလို့ရှင်တိုင်ပတ်နေတာ။ဒါတော့မှဒီယာဒီမှာကျွန်တော်ကြည့်ရင်ပင်နယ်တီ twin goal တွေပါတယ်အပါဝင်နေပေါ့ဗျာ။ဒါပေမဲ့လည်းလို့ပေါ့နော် goal တွေဖန်တီးမှုတွေအများကြီးရှိထားတာ။ ပရီးမီးယားလိဂ်ကဒီရာဒီပြိုင်ပွဲစုံမှာကိုလိုလီဗာပူးအသင်းမှာဆာလာကဒါပေမဲ့လို့ PSG နဲ့နှစ်ကြော့အရေးကြီးပါတယ်ဆိုတဲ့ပွဲစဉ်ဒီလက်ရှိနယူကာဆင်နဲ့ဖိုင်နယ်မှာအရေးကြီးပါတယ်ဆိုတဲ့ပွဲစဉ်ဒီမှာဘာမှကျွန်တော်တို့ထိအောင်မလုပ်နိုင်ဘူးသူတို့ပြင်သူ့ဘက်မှာဆိုလို့ရှိရင်လီဗာရမန်တူတို့လောက်ပဲကျွန်တော်တို့ရှိတာပြသေးလားเนาะလီဗာရမန်တူတို့လောက်ပဲကျွန်တော်တို့ရှိပြီးတော့မကြော်နိုင်ဘူးကွင်းလယ်ကလည်းပြဂျူလင်တန်တို့တူနာလီတို့ဂီမရက်စ်တို့ဆိုတာမျိုးကဒီ out of position မှာကစားတာတအားကောင်းတာ ဒီကောင်လေးရဲ့ war rate တွေကလည်းဒါအကြောက်စရာကြီးတွေပြီးလို့ရှိရင်ဗောနော်ဒီ physical ability တွေဆိုလို့ရှိရင်လည်းမင်း liverpool ရဲ့ graven bash တို့ alistar တို့ဆိုဘူစတိုင်းတို့ကောင်းကောင်းရှင်နိုင်တာကျွန်တော်ကအမှန်တမ်းပြောဒီပွဲမတိုင်ခင်မှာ liverpool တို့တော့ platinum တွေကြာပြီလို့ထင်ထားတာဒီကောင်လေးကတကယ်ပဲကောင်းအောင်ကစားနိုင်ကြတာဗျာဟိုတကယ်လည်းပဲကောင်းနေတာတရားဒီလုံးနေထားနေကျွန်တော်ကြည့်ရင်လည်း number final ဆိုတော့ဘာမှမဆိုဖြစ်သွားနိုင်နေဆိုတဲ့အတိုင်းပဲလက်ရှိ newcastle ကဖလားရသွားတာဒါတော့မှတော့ newcastle မင်းတော်တော်မင်းတချို့အလုံးနေဆိုလို့ရှိရင်ကန်ကောင်းသွားတာကန်ကန်ကောင်းကန်ဆူးသွားတာ တောက်ရှောင်းကန်နေလို့နေကဂိုးပေါက်တွေပါတယ်မတည့်တာတွေကျွန်တော်အများကြီးပဲတကယ်၃ယောက်၂ယောက်ပုံစံဒီ၄ယောက်၃ယောက်ပုံစံဒီအများကြီးမြင်ခဲ့ရတာအများကြီးပဲအဲ့လိုမျိုးတွေကျွန်တော်မြင်ခဲ့ရတာဒါပေမဲ့လို့အဲအတုံးမချနိုင်ခဲ့ဘူးပေါ့နော်ဒါလီဗာပူးတင်ဘက်ဟိုနယူကာဆယ်ဘက်ကဒါပေမဲ့သူတို့ကန်ကောင်းသွားတယ်တူတော်လေးပဲလက်ရှိမှာ1 2ဆိုတဲ့ဂျန်နယ်နဲ့သူတို့နိုင်သွားပြီးတော့အာနီစလော့တော့ပရီးမီးယားလိပ်ပေါ့နော်အသင်းအနေနဲ့ရှင်ပိုင်ကစားရတာဘယ်လိုလဲဆိုတော့ဟောဘယ်လိုပြောမလို့ခံမှန်းလို့မရတဲ့အခြေအနေမျိုးကိုသူကောင်းကောင်းသွားပေါက်သွားနိုင်မယ်လို့ထင်တယ်ဒီပွဲမှာဆိုလို့ချင်းတူတူချာချာကြီးဘာမှလုံနိုင်ကြတာမရှိဘူးလီဗာပူးဘက်က နော်အမြင်ဘောတွေပါနေတဲ့သူတို့တွားဖို့လုပ်တယ်ဘလို့မှအဆင်မပြေဘူးသူတပြင်ဒန်ဘန်တို့ဖာဘီယန်ရှာလိုလူဇာမာတွေဆန်ထရူတူနာလီတို့ဂီမာရက်စ်တို့ပြီးလို့ရှိရင်ကျွန်တော်ဒါအဲဘယ်လိုပြောမလဲဂျိုလင်တန်တို့လူပလီယာတွေရှိနေတဲ့ပေါ့စတဲကိုဘလို့မှသူတို့အမြင်ဘောရှင်ပြီးတော့တင်ဖို့ကကျွန်တော်မရဘူးဒါပေမဲ့လီဗာပူးတင်ကစားမားတွေမြန်တယ်လို့ပဲနျူကာဆယ်ကစားမားတွေကလည်းအင်မတန်မြန်နေတယ်မှာကျွန်တော်ပါတယ်အဲ့လိုမျိုးကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ဒီ အချင်းညီတွေကဟိုလေဘာဦးတင်းတွေအရာရာခက်ခဲရင်ရင်ဖြစ်ခဲ့တာနောက်တစ်ခုပို့ပြီးတော့တတိထားပြီးစာကောင်းတာက Newcastle ရဲ့ဘက်ကဒီပွဲမှာသူတို့လုံးဝ aggressive ဖြစ်ဖြစ်ကစားတာပြောချင်တာကလေဘာဦးတင်းကသူတို့ရဲ့တတ်မှတ်ထားတဲ့ zone ထဲကိုရောက်လာလို့ပေါ့နော်ဆိုလို့ရှိရင်သူတို့က AAC တွေဘောလုံးလူတာတွေမဟုတ်ဘူးနော်လုံးဝသွားခက်မြင်မြင်သွားဘိုးဖန်ဖို့ဖန်ဒါမှမဟုတ်လောက်တာဟိုလေဘာဦးတင်းကောင်းကောင်းမွန်မွန်ကိုဘောလုံးတည်တယ်မလားဒီထိန်းချိန်မရအောင်ပြီးလို့ရှိရင်ကျွန်တော်တို့ long ball တွေဘာတွေပေးဖို့ပဲဖြစ်ဖြစ် through ball တွေဘာတွေပေးဖို့ပဲဖြစ်ဖြစ်ဘာမှန်းတိတ်ပြီးတော့လှုပ်ရှားမရှိတော့အောင်ကိုပြသတည်လာနော် ကျွန်တော်အနေနဲ့ဒါဟိုဖြစ်တာပဲဒီနျူကာဆယ်ဘက်ကအဲ့လိုတွားခဲ့တာတော်တော်ကိုထိရောက်ခဲ့တယ်ဗောနော်နျူကာဆယ်ကအများကြီးပူကောင်းခဲ့တဲ့အတင်မှာထိုက်ထိုက်တန်တန်နဲ့ဒီဘလာကိုရယူနိုင်ခဲ့ပြီးတော့လီဗာပူးအတင်အတွက်တော့ပရီးမီးယားလိတလုံးပဲကျွန်တော်ရှိတော့တယ်ဒါပရီးမီးယားလိလို့နော်တော်ဖလားရတယ်ဆိုတာမျိုးလည်းရှိကာရာဘောင်းတို့ပါဦးတဲ့အများကြီးကောင်းတာဗောဗျာဒါပေမဲ့လို့ဖလားဟာကိုလန်းချောင်းနေမှာရှိနေရမယ့်နေထားမှာသူတို့လက်လွတ်လက်ရတာဆိုတော့နျူကာဆယ်ကျွန်တော်နေတာကာရာဘောင်းဖလားချန်ပီယံဖြစ်တယ်ဗောနော်လီဗာပူးအတင်ကိုကျွန်တော်ဒါ1 2နဲ့နိုင်ပြီးတော့ ပရီးမီးယားလိဂ်ကထွက်ခဲ့ရအောင်ဆိုတော့ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီလေပါဘူးလက်ရှိဖလားလည်းကျွန်တော်မရတော့ဘူး FA တို့ရှိမှာအကုန်ထွက်ခဲ့ရပြီဆိုတော့ပရီးမီးယားလိဂ်အမှတ်ဖြတ်ထားတာကိုဒီတက်ပို့ပြီးတော့မစိုးဘူးပဲလေပါဘူးကြိုးပမ်းတော့မယ်ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်ချေချွာပြီးတဲ့ညီကိုများတို့ကိုကျေးဇူးများကြီးတင်ပါတယ်